Star Channel ပရိသတ်များအားလုံးပဲမင်္ဂလာပါခင်ဗျာအခုတစ်ခါတင်ဆက်ပေးမှာကတော့ကမ္ဘောဒီးယားထိုင်းတိုက်ပွဲနေဆက်တလျှောက်ပြန်နှံလာအပြစ်ခတ်ရဲစဲရေးစာချုပ်ကိုလေးစားဖို့ထရန့်တိုက်တွန်းနေဆိုတဲ့သတင်းကိုတင်ဆက်ပေးမှာဖြစ်ပါတယ်ထိုင်းနိုင်ငံကကမ္ဘောဒီးယားတပ်ဖွဲ့တွေကိုသူတို့ရဲ့နယ်မြေကနေဖယ်ရှားဖို့အရေးယူဆောင်ရွက်နေကြောင်းအင်ကာနေမှာပြောကြားခဲ့ပါတယ်အဲ့ဒီအချိန်မှာအရှိတောင်အာရှအိန္ဒိချင်းနှစ်နိုင်ငံအကြားအပြန်အလှန်ဖြစ်ပွားနေတဲ့စစ်ပွဲတွေဟာအငင်းပွားနေဆက်တလျှောက်ပြန့်နှံ့လို့လာခဲ့ပါတယ် ဇူလိုင်လက9ရက်အကြာတိုက်ပွဲတွေကိုအဆုံးသတ်စေဖို့အမေရိကန်သမ္မတဒေါ်နယ်ထရန့်ကဂျာဝင်ဆစ်ဆက်ပေးခဲ့ပြီးတဲ့နောက်နှစ်ဖက်စလုံးကတစ်ဖက်ကိုတစ်ဖက်အပြစ်တင်နေကြတာဖြစ်ပါတယ်။ထရန့်ကနှစ်ဖက်စလုံးကိုအပြစ်ခတ်ရစရေးကိုလေးစားဖို့တိုက်တွန်းထားပါတယ်။ကမ်ဘောဒီးယားကာကွယ်ရေးဝန်ကြီးဌာနကညာတွင်ချင်းအရသား2ဦးသေဆုံးခဲ့ကြောင်းပြောကြားခဲ့ပြီးသေဆုံးသူအရေအတွက်ဟာ6ဦးအထိကိုရှိလာပါတယ်။ထိုင်းစစ်သားတအူးကလည်းပဲတိုက်ပွဲမှာသေဆုံးခဲ့ရပါတယ်။ ထိုင်းရတက်ကအင်ကာနေမနက်ပိုင်းမှာကမ်ဘောဒီးယားတပ်ဖွဲ့ဝင်တွေကိုကန်ယိုရန်ပြည်နယ် track မှာရှိတဲ့ထိုင်းပိုင်နယ်ထဲမှာမြင်တွေ့ခဲ့ရပြီးသူတို့ကိုဖယ်ရှားပစ်ဖို့အတွက်စီးရေလှုပ်ရှားမှုတွေစတင်ခဲ့ကြောင်းပြောကြားခဲ့ပေမဲ့အသေးစိတ်ကိုတော့ပြောကြားခြင်းမရှိပါဘူးကမ်ဘောဒီးယားဝန်ကြီးချုပ်ဖြစ်တဲ့ဟွန်မာနက်ကတော့တနင်္လာနေ့နှောင်းပိုင်းမှာထိုင်းနိုင်ငံအနေနဲ့သူတို့ရဲ့အချုပ်အခြာအာဏာကိုပြန်လည်တောင်းဆိုရဲဆိုတဲ့အကြောင်းပြချက်နဲ့အရက်သားကြေးပါတွေကိုစစ်အင်အားတုံးပြီးတိုက်ခိုက်တာမျိုးမလုပ်သင့်ဘူးလို့ပြောကြားခဲ့ပါတယ် ထိုင်းရဲတပ်ကကမ္ဘောဒီးယားတပ်ဖွဲ့တွေဟာစနိုက်ပါတွေနဲ့လက်နက်ကြီးတွေကိုတပ်ဖြန့်ထားပြီးခိုင်ခန့်တဲ့နေရာတွေတိစောက်တာနဲ့ကျဉ်တိုးတာတွေလှုပ်ဆောင်ပြီးတော့သူတို့ရဲ့စစ်အင်အားကိုတိုးမြင့်နေတယ်လို့ပြောကြားခဲ့ပါတယ်။ဒီလောက်ရက်ကိုထိုင်းနိုင်ငံရဲ့အချုပ်အခြာအာဏာကိုတိုက်ရိုက်နဲ့ဆိုးရွားစွာချိန်ချမှုအဖြစ်မြင်တယ်လို့ထပ်ပြောခဲ့ပါတယ်။ထရန်ဆိုယာရဲ့အကြီးတန်းအရာရှိတဦးကလည်းတနင်္လာနေ့မှာတမရထရန်ဟာကမ္ဘောဒီးယားနဲ့ထိုင်းတို့ဟာပြန်လည်ဖြစ်ပွားတဲ့တိုက်ပွဲတွေအပြီးအပြစ်ခတ်ရစေကတိကဝတ်တွေကိုအပြည့်အဝလေးစားဖို့မျှော်လင့်ထားတယ်လို့ပြောကြားခဲ့ပါတယ်။ သမရထရန့်ကအကြမ်းဖက်မှုတွေဆက်လက်ရပ်တန့်ရေးကိုကတိပြုပြီးကမ်ဘောဒီးယားနဲ့ထိုင်းဆိုရတွေအနေနဲ့ဒီပဋိပက္ခကိုအဆုံးသတ်ဖို့သူတို့ရဲ့ကတိကဝတ်တွေကိုအပြည့်အဝလေးစားဖို့မျှော်လင့်ထားတယ်ဆိုပြီးတော့အမိမဖော်လို့တဲ့အဆိုပါအရာရှိကပြောကြားသွားခဲ့တာပဲဖြစ်ပါတယ်ခင်ဗျာ